ဗီယက်နမ်အမေရိကန်ကလာတဲ့ဗီယက်နမ်သီလရှင်တပါးဆိုရင်သူကသင်္ကန်းရောင်မှဝတ်ချက်မြန်မာသီလရှင်တွေကသင်္ကန်းရောင်ဝတ်တာမဟုတ်ဘူးမြန်မာသီလရှင်တွေမှာလည်းပဲအရောင်က3ရိုးလောက်ရှိနေတယ်နော်သို့တော့အများစုဝတ်တာကပန်းရောင်ဝတ်တယ်ပေါ့အဲထေရဝါဒတက္ကသိုလ်မှာလည်းပဲတက်နေကြတာပန်းရောင်ဝတ်တဲ့သီလရှင်တွေများအဲ့ဒီမှာဗီယက်နမ်သီလရှင်တပါးတခါသူက အညိုပဲဝတ်ချင်ဘုန်းကြီးစီလာပြီးတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှောင်းဘုန်းကြီးပြောပြတယ်သူဘယ်အဝတ်ရဲ့အယောင်အသွေးကအဓိကမဟုတ်ဘူးလို့လူဆိုတာလို့ပတ်ဝန်းကျင်နဲ့လိုက်လျောညီတွေနေရတာတဲ့နေရတယ်လို့သူများတဲ့အယောင်ထူးပြီးတော့လောက်ထာကြတော့ straight ဖြစ်တာမို့လို့ကို့ သူများလုပ်တဲ့အတိုင်းဒီဟာမျိုးဆိုတာ society တခုတည်းမှာလိုင်လျောညီတွေနေတာဟာအကောင်းဆုံးပဲပေါ့လို့ပြောလိုက်တော့သူအဲ့ဒီကလေးကပဲပန်းရောင်ဝော့နေအညိုမိုးတော့အဲ့ဒီလားရှာဗမာသီလရှင်နေနဲ့အတူနေတာဖြစ်တော့ဗမာသီလရှင်ပုံစံပဲဝတ်တယ်ငကောတော့ကတော့သူကြည့်လိုက်ရင်ဥစဉ်လားကိုရင်လားမှတ်နေရရောထွေးမှုအဲ့ဒီပြဿနာကလည်းသေးတာမဟုတ်ဘူးညမပြေမှာဖြစ်ထန်လေးတခုပြောပြအောင် ဘုန်းကြီးတပါးနော်မတိလရှင်တပါးကဘတ်စကားစီးပြီးတော့ထိုင်လာဘတ်စကားစီးပြီးတော့ထိုင်အဲ့ဒီနားမှာတကားတယောက်ကလည်းထိုင်အဲ့ဒီမေတ္တာရှင်တိလရှင်ကဝတ်လာတဲ့အဝတ်ကပါတော့ဆိုသင်္ကန်းရောင်ကြီးဝတ်ထားတယ်။အဲ့ဘုန်းကြီးတွေကတက်လာတဲ့အခါကျတော့အဲ့ဒီမေတ္တာရှင်နမ်းမှာထိုင်နေတဲ့တခါကဟောဘုန်းကြီးမတက်ရက်နေတာသူကမကြည့်ကျင်လို့နေရာပေးတာပေါ့လေ အရှင်ဘုရားအရှင်ဘုရားဒီကြွပါဗျာဆိုထပေးတယ်အဲ့ဒီကိုတော့ကထိုင်မလို့လဲကုန်းကုန်းကွားကွားလေးလည်းဖြစ်လိုက်ရောဟိုကတပည့်တော်သီလရှင်ဖြစ်အားဆိုတော့ထိုင်ရအခက်ထရအခက်ဒါတကယ်ကြုံခဲ့ဘူးတယ်ဆိုတာကို ပြန်ပြီးတော့ကြားဖို့တယ်ခေါင်းကြီးတို့နော်တပည့်တော်သီလပဲရှင်ပါဗျာဒါပေမဲ့ဝတ်ထားတဲ့အဝတ်ကဟိုတကာကြီးကလည်းပဲသူက တိရရှင်လို့မထင်ဘူးဘုန်းကြီးထင်ပြီးတော့ပြောလိုက်တာရှင်ဘုရားဒီမှာနေရထိုင်ပါဖះလို့ဆိုတော့ဟိုကထိုင်မလို့လို့တဲ့အခါကျတော့ဟိုကတပည့်တော်တိရရှင်ဖះလို့ဆိုတော့ဟောထိုင်ရအခက်ထရအခက်ဖြစ်သွားတာကြုံဘူးတယ်ဒါရန်ကုန်မှာဖြစ်ပျက်ခဲ့တယ်ဖြစ်ပျက်တခုပဲအေးဒါကြောင့်မလို့တကယ်ကတော့ဒီအဝတ်တို့ဒီ social အဆင့်တန်းတို့ဆိုတာအဓိကမကြဘူး ဓိကကြတာကတော့ကိုချင်းတရားအဓိကကြတယ်ဗောလူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်တိလရှင်ပဲဖြစ်ဖြစ်ကိုချင်းတရားကောင်းမှုအဓိကကြပါတယ်ကိုချင်းတရား ကောင်းလို့ရှိရင်ကိုချင်းတရားနဲ့ကြည့်ပြီးတော့အဆင့်ဆိုတာမျက်နှာပါပဲအဆင့်နှိမ့်နဲ့အဆင့်မျက်နဲ့ဆိုတာမရှိပါဘူးအဆင့်မျက်နဲ့အဆင့်နှိမ့်နဲ့ဆိုတာကိုချင်းတရားပေါ်မှာမူတည်တယ်လို့ဒီလိုအနှစ်သာရပိုင်းကတာကိုယ့်ကိုမနှိမ့်အောင်လုပ်တဲ့နယ်လို့ဘုန်းကြီးတော့အဲ့လိုပြောပြတယ် ေးဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပြိတ္တတို့ဘိက္ခုနီသာသနာနဲ့ပတ်သက်ပြီးတော့ဘောဓုတရှိဖို့ရအတွက်ခွန်ကြီးတို့ဒီကနေ့အချင်းညို့ဟောကြားပြီးတော့ပြောပါတယ်မိရွေးတော်ဂေါရမီကြီးကသူပြိနိဗ္ဗာန်ဆံဃာနည်းမှာမြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့အမျိုးသမီးတွေသာသနာဝင်ခွင့်တပည့်တော်အတင်းအကျပ်တောင်းဆိုခဲ့မိတာကို ခွင့်တော်သိခံပါဗျာ နောက်ဆုံးမှသူအဲ့ဒီစကားရှောက်သွားတယ်နော်မြို့သမီးတွေသာသနာပေါင်းဝင်ခွင့်ရအောင်တပိတော့အတင်းကျပ်တောင်းဆိုခဲ့တာကိုအရှင်ဘုရားခွင့်လွှတ်တော်မူပါတဲ့မြတ်စွာဘုရားကလည်းဗာအမိန့်ရှိတော်ဆိုလို့ရှိရင်အေးအမျိုးသမီးတွေဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့တရားဓုတရားမြတ်မရနိုင်ဘူးတကောပိန်ညင် မရနိုင်ဘူးလို့ထင်ကြတဲ့ပုဂ္ဂိုလ်တွေတန်တရားကင်းတော့အောင်တကောပြခဲ့ပါလို့မြတ်စွာဘုရား ဘယ်သူပဲဖြစ်ဖြစ်တရားကျင့်ရင်အမျိုးသမီးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်ထူးထူးခြားခြားထက်မြက်ပြီးတော့စွန့်ရည်တတ္တိတွေရနိုင်တာကြီးပဲလို့ဆိုလို့အဲ့ဒီစကားနှစ်ခုကိုကြည့်မိရိတော်ကြီးကနောက်ဆုံးမှာဘာမှာသွားတော့ဘိက္ခုနီသာသနာမှာအစအဆုံးအမျိုးသမီးတို့အတွက်ခေါင်းဆောင်လုပ်ပြီးတော့သာသနာပေါင်းဝင်ခွင့်ရအောင်ကြိုးပမ်းသွားတဲ့အမျိုးသမီးကြီးပေါ့ သူဟာသာသနာပေါင်းဝင်ပြီးတော့ရှေ့ရလောက်အနေထားမှာယဟနာမကြီးဖြစ်သွားပါတယ်။ယဟနာမကြီးဖြစ်သွားပြီးအသက်120မှာ သူပြိဋိဗံဆံ။ပြိဋိဗံဆံကနေမှသူကဘာမှားခဲ့တယ်လဲလို့အမျိုးသမီးထုကြီးကိုသူပါမှားခဲ့တယ်လေလို့ဆိုရင်အပမတ္တာတတော်ဟောတာမမေးမမေးမလျော့နေကြပါတရားချင်းမို့ရအတွက်မမေးကြပါနဲ့တဲ့ဒီစကားတစ်ခုမှာ ပြီးတော့မမေ့ရဘူးဆိုဘာလို့ရမှာလဲဆိုရင်တတိပဌာနဂောစရာအာယုံ၄မျိုးပေါ်မှာတတိကပ်ပြီးတော့နေကြပါကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ်တ ानु ပတနာဓမ္မ ानु ပတနာဆိုတဲ့ကာယဝေဒနာစိတ်တဓမ္မလို့ဆိုတဲ့အာယုံ၄ရပ်ပေါ်မှာတတိကပ်ပြီးတော့တတိပဌာန်အချင်းကိုချင်းညပါတဲ့ဘုဆင်ငယ်ဘာဝရိတ်တော်ဒုက္ခတတံဂရိတ္ထာ ဝဇင်ခုနှစ်ပါးကိုပေါင်းအောင်လုပ်ပါတဲ့မိမိတဏ္ဍမှာတိုးတက်လာအောင်ကြီးထွားလာအောင်ခိုင်မာအောင်လုပ်ပါအဲ့ဒါမှဒုက္ခဆိုတာအဆုံးတတ်နိုင်မှာဖြစ်ပါလေလို့အမျိုးသမီးတို့ကြီးကိုအခုလို့ဆုံးမဩဝါဒပေးထားခဲ့တာကို나ယူမှတ်သားကြပြီးတော့ဘိက္ခုနီသာသနာရဲ့အခြေအနေ အဓိကတရားချင့်မို့တာလေအဓိကဖြစ်တဲ့ကိုချင်းတရားနေတာလေအရေးကြီးတယ်ဆိုတာအာလုံးသဘောပေါက်ပြီကိုချင်းတရားကောင်းချင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း